မင်္ဂလာပါခင်ဗျရှောင်းခစ်တိတ်ကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာ VPN နဲ့ Facebook အသုံးပြုမှုကိုမေလ30ရက်နေ့ကစတင်ပိတ်ပင်တဲ့စီမံချက်အတွက်အကြံဖတ်စကောင်းစီရဲ့ဒူဝင်ဂျီဘုံမှုချုပ်လူမုံဆိုတဲ့သူကဦးဆောင်ပြီးဘုံမကြီးဆိုသူတီးဟာမင်းထွန်းကကဆက်မက်စကော့ကမ်နီကဒေါက်တာဝင်းကျော်ဆိုသူနဲ့တရုတ်နည်းပညာရှင်အဖွဲ့ကပူးပေါင်းဆောင်ရွက်နေတယ်ဆိုပါတယ် ပဲကိုတိုင်းကညောင်လေးပင်မြို့မှာလက်မြေသိမ်းမှုတွေလှုပ်နေတဲ့ရဲအုပ်ကေတီခိုင်ဆိုတဲ့သူပြစ်ခတ်ခံရပြီးသေသွားပြီဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံမှာ VPN နဲ့ Facebook အသုံးပြုမှုကိုမေလ30ရက်နေ့ကစတင်ပိတ်ပင်တဲ့စီမံချက်အတွက်အကြံဖတ်စကောင်စီရဲ့ဒူဝင်ကြီးဗိုလ်မှူးချုပ်လူမွန်ဆိုတဲ့သူကဥဆောင်ပြီးဗိုလ်မှူးကြီးဆိုသူတီးယာမိန်ထွန်းကကဆက်မက်စကော့ကမ်ပဏီကဒေါက်တာဝင်းကျော်ဆိုသူနဲ့တရုတ်နည်းပညာရှင်အဖွဲ့က ပူပေါင်းဆောင်ရွက်နေတယ်လို့သိရပါတယ်။မေလ30ရက်နေ့ကစပြီးမြန်မာနိုင်ငံမှာ Facebook အသုံးပြုမှုကိုပိတ်ပင်ဖို့ VPN တွေအလုံးကို Secure Web Gateway တွေဖွင့်ပြီးစတင်ပိတ်ပင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒါကြောင့်ပြည်တွင်းမှာလူသုံးများတဲ့ VPN တွေအသုံးပြုလို့မရတော့တာဖြစ်ပြီးအဲ့ဒီလို VPN ပိတ်ပင်ရေး project ကိုစကောင်စီရဲ့ဆက်သွယ်ရေးဒုဝန်ကြီးဗိုလ်မှူးချုပ်လူမွန်ဆိုတဲ့သူကတက်ရိုက်ကင်တွေတာဖြစ်တယ်လို့ IDCS ကဗိုလ်ကြီးရဲနိုင်မို့ဆိုသူနဲ့ဗိုလ်တင်အပတ်စဉ်46ကျောင်းစင်း ဘုံကြီးတရားမင်းထွန်းဆိုတဲ့သူအပြင်ကကဆတ်ဌာနကဘုံမှုတွေပါပူပေါင်းပါဝင်ကြတဲ့သူတွေပါတယ်အဲ့ဒီလို Facebook အသုံးပြုလို့မရအောင် VPN တွေပိတ်ပင်ဖို့ project ကို Mascot Company Pension Doctor Win Jor ကတာဝန်ယူလုပ်နေတာဖြစ်ပြီးအဲ့ဒီလို VPN တွေပိတ်ပင်ဖို့အတွက်တရုတ်နိုင်ငံကပညာရှင်နဲ့ engineer 73ဦးကိုအဲ့ဒီ project ရထားတဲ့ Doctor Win Jor ဆိုတဲ့သူကခေါ်လာပြီးတော့ February လတက်ကပိတ်ဖို့လုပ်ပြီးမယ်သူတို့ရဲ့ပစ္စည်းတွေမရောက်လာလို့အခု May လ30ရက်နေ့မှာမှ VPN ပိတ်တဲ့ software ကို on လိုက်တာဖြစ်တယ်လို့မြန်မာဆက်သွယ်ရေးလုပ်ငန်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောထားပါတယ်။အဲ့ဒီအတွက်မြန်မာနိုင်ငံမှာလူသုံးများတဲ့ VPN တွေသုံးလို့မရတော့တာဖြစ်တယ်လို့လက်တော်မှာတော့ VPN တွေပိတ်ပင်မှုအခြေအနေဟာစစ်ကောင်စီဘက်ကစမ်းသပ်လုတ်ကင်နေစေဖြစ်တဲ့အတွက်လုံးဝအပြည့်အဝမပိတ်ပင်နိုင်သေးပေမဲ့တဖြည်းဖြည်းနဲ့မြန်မာပြည်သူတွေ VPN နဲ့ပါ Facebook, Instagram, WhatsApp အပါအဝင် Twitter စတဲ့လူမှုကွန်ရက်တွေကိုသုံးလို့မရအောင်ပိတ်ပင်လာမှာဖြစ်တယ်လို့လည်းမြန်မာဆက်သွယ်ရေးလုပ်ငန်းသတင်းရင်းမြစ်ကပြောထားပါတယ်။ အဲ့ဒီလိုစစ်ကောင်စီက VPN တွေကိုလုံးဝပိတ်ပင်ပြီးရင်တော့ Facebook ကိုအစားထိုးသုံးနိုင်မဲ့လူမှုကွန်ရက် application တစ်ခုကိုရေးဆွဲထားပြီး VPN တွေလုံးဝပိတ်ပင်နိုင်တဲ့အချိန်ကျရင်အဲ့ဒီ Facebook အစားထိုးအဖြစ်အသုံးပြုမိတ်ဆက်ဖို့စစ်ကောင်စီကကြံစည်ထားတယ်လို့လည်းသိရပါတယ်ခင်ဗျာဖတ်ပါလေအကြံဖတ်စစ်ကောင်စီကဖန်ဝရန်ထုတ်ထားတဲ့နိုင်ငံသားငွေဝယ်ရောင်းပွဲစား25ဦးမှာငွေလဲလုပ်ငန်းမလုပ်ကင်တော့တဲ့သူတွေကိုပါကြော်စောနဲ့ ရန်တန်ဖန်စီထားတယ်လို့နိုင်ငံသားငွေလဲလုတ်ကင်တဲ့သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်အကြံဖက်စက်ကောင်စီကပြည်တွင်းငွေလဲဈေးကွက်မှာဈေးနှုန်းတွေမတိမငြိမ်ဖြစ်အောင်လုတ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဟွန်ဒီငွေလဲလုတ်ကင်တဲ့သူ14ဦးကိုကနဦးဖန်စီခဲ့ပြီးတဲ့နော်ဖန်စီတဲ့သူ14ဦးရဲ့ထွက်ဆိုချက်အရာဆိုပြီးနောက်ထပ်ငွေလဲတိုင်း17ဦးကိုပါထပ်မံဖန်ရန်ထုတ်ထားတယ်လို့ဆိုပါတယ်လက်တွေ့ဈေးကွက်မှာတော့ဒေါ်လာဈေးထုတ်တက်အောင်လုတ်နိုင်တဲ့သူတွေကစစ်တပ်နဲ့ပတ်သက်တဲ့စီးပွားရေးသမားတွေသာဖြစ်ပြီး အခုစစ်ကောင်စီကရန်တမ်းဖန်ထားတဲ့ငွေလွှဲလုတဲ့သူတွေဟာရခိုင်နှုန်းစားတဲ့လက်သေးသမားတွေဖြစ်တယ်လို့တကယ်လက်ရှိဒေါ်လာဈေးထိုးတက်အောင်လုပ်နိုင်တာဟာစစ်တပ်နဲ့ပေါင်းနေတဲ့ခရိုနီတွေပုဂ္ဂလိကဘဏ်တွေကနောက်ွယ်ကနေလုံနေကြတာဖြစ်တယ်လို့ရန်ကုန်မြို့နယ်နိုင်ငံသားငွေလဲတိုင်တဦးကပြောထားပါတယ်လက်ရှိအမေရိကန်ဒေါ်လာဈေးကိုဆွတ်တင်နိုင်တဲ့ပမာဏများများဆဆဝယ်နိုင်ရောက်နိုင်တဲ့သူတွေဟာအကြက်ဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းရဲ့သားအောင်ပြေဆုံးအတွက်စီးပွားရေးလှုပ်ပေးနေတဲ့မောင်မောင်နိုင်လိုစီးပွားရေးသမားတွေနဲ့ခရိုနီတွေပါဝင်တယ်လို့လည်း ရန်ကုန်နိုင်ငံသားငွေလဲအတိုင်းဝိုင်းကပြောထားကြပါတယ်လက်ရှိမှာတော့စစ်ကောင်စီကရွှေလုံငတ်ရှင်တွေကိုဖောင်ရန်ထုတ်တာတွေဒေါ်လာဝယ်ရောင်းတဲ့သူတွေကိုဖောင်ရန်ထုတ်တာတွေလုပ်ပြီးရွှေစင်းနဲ့ဒေါ်လာစစ်ကိုထိန်းချုပ်ဖို့လုပ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျတစ်ဖက်မှာတော့ပဲခူးတိုင်းကညောင်လေးပင်မြို့မှာလင်းမြေသိမ်းမှုတွေလုပ်နေတဲ့ရဲအုပ် KT ခိုင်ဆိုတဲ့သူပြစ်ခတ်ခံရပြီးသေသွားပြီလို့ Nice Star UG ပဲခူးတပွဲရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဇွန်လ3ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ပကုတ်တညောင်လေးပဲမြို့မှာပြည်သူပိုင်းလက်မြေတွေကိုအပိုင်သိမ့်နေတဲ့ရဲအုပ်ကေတီခိုင်ဆိုတဲ့သူဟာပြည်သူစားမြို့အနောက်ဘက်အေးရွာအနီးမှာပြစ်ခတ်ခံရပြီးပွဲချင်းပြီးကိုသိသွားတယ်ဆိုပါလေ။အဲ့ဒီရဲအုပ်ကေတီခိုင်ဆိုတဲ့သူဟာညောင်လေးပင်ရက်စကန်မှာတာဝန်ကျနေတာဖြစ်ပြီးသူ့ရဲ့ယောက်ျားဟာဒိုင်ဦးမြို့ရက်စကန်ကရဲတအုပ်ဖြစ်တယ်လို့အဲ့ဒီရဲအုပ်ကေတီခိုင်နဲ့သူ့ရဲ့ဖခင်ထေးလွင်ဆိုသူတို့ဟာပြည်သူပိုင်းလက်ရမြေ900ကိုအထက်သူကြီးနဲ့ပေါင်းပြီးမတရားသိမ်းဆီးထားတဲ့အပြင်ရဲအုပ်ကေတီခိုင်ဟာသူ့အဖေကိုတနက်ပါပေးကင်ထားပြီးတော့ ဂျေယောကလူတွေကိုအနိုင်ကျင့်ခိုင်းထားတဲ့သူဖြစ်တဲ့အတွက်ပြည်သူတွေရဲ့တိုင်ကြားမှုရှိလာတာကြောင့်ရဲအုပ်ကေတီခိုင်ကိုယောက်ျားမိမခွဲမနေပဲပြက်ပြက်တတ်တတ်ပြစ်ခတ်ရှင်းနေရတာဖြစ်ပြီးအခုတော့သေပြီလို့ Nice Star UG ဘကိုတက်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျဒီတခါမကွေးတိုင်းဘက်မှာလေရည်စိုးမြို့နယ်ကအလဲတောင်ဂျေယောနီရောက်လာတဲ့အချမ်းပတ်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ကြီးတပ်တွေကကြပ်ဖြတ်တိုက်ခိုက်မှုအတွင်း စေကောင်းစီတက်သားတူပွဲချင်းပြီးကိုသေသွားပြီးတော့ကြည်စံအချို့နဲ့စစ်ဝစ်ဆုံကိုပါတင်းကြီးရရှိခဲ့တယ်လို့ရေဂျိုပက်ကဖရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဇွန်လ၂ရက်နေ့ကပဲရေဂျိုမြို့နယ်ကအလဲတောင်ချေရွာနီးရောက်လာတဲ့စစ်ကောင်းစီတက်စစ်ချောင်းကိုတော်လန်ရေးတပ်တွေကကြားပြတ်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်စေကောင်းစီတက်သားတူကတော့နေရာမှာပဲပွဲချင်းပြီးကိုသေသွားပြီးအဲ့ဒီစစ်သားရဲ့မသားအလောင်းကိုစစ်ကောင်းစီတက်သားတွေကဒီအတိုက်ဆွဲသွားပြီးတဲ့နောက်မှာပဲ ဒေါ်လာရင်းတက်တွေကနည်းမြင့်ရှင်းနေတဲ့အချိန်ကြည်စံတချို့နဲ့စစ်ဝတ်ဆုံကိုတင်းစီရရှိခဲ့သေးတယ်လို့ရေဂျိုပက်ကဖတ်ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းမင်းကင်းမြို့နယ်မှာရှိတဲ့မတော်ချေရွာကိုအကျံဖတ်စစ်ကောင်စီကတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းရေသားပြည်သူတွေစုံမှုတွေထတ်တိုးလာပြီးတစ်ဆုံသူရေတွက်ဟာအယောက်30အထိရှိလာပြီးဖြစ်တယ်လို့လဲဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဇွန်လ3ရက်နေ့ဖြစ်တဲ့မနေ့ကပဲ မတော်ကြည့်ရမှာမနှင်းစီဆိုသူရဲ့မင်္ဂလာဆောင်ကျင်းပနေတဲ့အချိန်စစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ဘုံကျဲချသွားတယ်ဆိုပါလေအဲ့ဒီအချိန်ဘုံသီးဟာမင်္ဂလာဆောင်အိမ်နဲ့ထမင်းကျွေးတဲ့အဆောင်အကြားမှာကြားရောက်ပောက်ကွဲမှုကြောင့်ပြည်သူ22ဦးသေဆုံးသွားခဲ့ရပြီးဒဏ်ရာရတဲ့သူတွေပါတော်တော်များသလိုအဲ့ဒီလိုဒဏ်ရာရတဲ့သူတွေတက်ကလည်းနောက်ထပ်ထပ်မံသေဆုံးသွားတဲ့သူတွေနဲ့ပါပေါင်းရင်သေဆုံးသူအရေအတွက်ဟာအယောက်30အထိထပ်တိုးလာတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီကနေ့နေ့လေဂင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ